ာနာသိန်းထားတဲ့စစ်တပ်ကိုအပီးတိုင်ဖြုတ်ချဖို့မြန်မာနိုင်ငံသားတွေကစ조사နေကြတဲ့အချိန်မှာအိန္ဒိချင်းဖြစ်တဲ့တရုတ်နိုင်ငံကမြန်မာနိုင်ငံတည်ငြိမ်ဖို့ကိုပဲလိုလားနေတာလို့တန်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ရဲ့တွဲဘက်အထွေထွေအတွင်းရေးမှူးနှင့်ဗိုလ်မှူးကြီးတာဗန်လာကပြောပါတယ်မြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေရှိရင်အကျိုးစီးပွားထိခိုက်တဲ့အတွက်တည်ငြိမ်ဖို့လိုအပ်နေတဲ့ဆိုတဲ့ပုံစံနဲ့တရုတ်ကချင်းကပ်တာဖြစ်တယ်လို့မေလ၄ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတာဗန်လာကပြောဆိုလိုက်တာပါ ။နောက်ချစ်ကပ်မှုတွေကွာခြားတော့နည်းနည်းအအဖြစ်စားပုံလေးနည်းနည်းကွာပါတဲ့ဘုံမျိုးဖြစ်ပါတယ်။ဒါဒီကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေနည်းနည်းကချင်းကတဲ့ပုံစံမျိုးတော့ဒါဒီဒီမှုကစီဆိုရကိုဒီစစ်တကနေမှာအနာသိမ့်လိုက်တယ်အနာသိမ့်မှာလူထုတို့မရရခင်အာဒီတက်ဖြစ်တယ်အနံချင်းတယ်အာဒီလေကြောင့်နဲ့တက်ခဲ့တယ်အဲကြောင့်မလို့ဒါဒီကျွန်တော်တို့ကဒီတက်မတော်ကိုကျွန်တော်ဖြုတ်ချပြီးမှ အာဒီစကားစားဖြူချိုင်မှာဒါကျွန်တော်ရဲ့နိုင်ငံအုပ်ပြပြောင်းလဲလုပ်ရမယ်လို့ပုံစံမျိုးဒါကျွန်တော်နိုင်ငံသားတွေကနေမှကျွန်တော်တို့ချစ်ကပ်ပါပဲဒါပေမဲ့အင်ဂျင်ချင်းကချစ်ကပ်တာမျိုးဒါတော့အဲ့ဒီမျိုးမဟုတ်ပါဘူးအင်ဂျင်ချင်းကချစ်ကပ်တာတော့ဒီနိုင်ငံသူတို့ဘေးမှာရှိနေတဲ့နိုင်ငံနိုင်ငံကဒါတင်ငင်မှုမရှိမလို့ဘူးအဲတင်ငင်မှုရှိတဲ့တော့ဒါသူတို့ရဲ့နေစစ်မှာစင်ဒါအာထိခိုက်မှုရှိတဲ့အဲကြောင့်မလို့ဒီနိုင်ငံကတင်ငင်မှုလိုအပ်တဲ့ပုံစံမျိုးတင်ငင်မှုတင်ငင်မှုရရှိဖို့တော့ချစ်ကပ်တယ်ဘယ်လိုချစ်ကပ်တာမျိုးဖြစ်တယ်အဲကြောင့်မလို့ အာချင်းကတဲ့ပုံစံမျိုးတွေကအကွာတော့အဖြစ်ရှာဖို့လဲအကွာသွားတော့မျိုးဖြစ်ပါတယ်ဗောနော်တရုတ်နိုင်ငံအနေနဲ့မြန်မာပြည်သူတွေဥဆောင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလိုက်နာမှာဖြစ်သလိုမြန်မာနိုင်ငံပေါ်ထားတဲ့တရုတ်ရဲ့ချစ်ကြည်ရေးမူဝါဒဟာမြန်မာပြည်သူတရက်လုံးကိုမျက်နှာမူတယ်လို့ပြီးခဲ့တဲ့2024စက်တင်ဘာမှာထုတ်ပြန်ခဲ့သလိုမြန်မာအရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ဘူးလို့တောက်လျှောက်ထုတ်ပြန်ပြောဆိုခဲ့ပေမဲ့လက်တွေ့မှာစန့်ကျင်ဘက်ဖြစ်နေတာပါရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးဟာ တရုတ်ရဲ့မီးစိမ်းပြမှုကြောင့်လို့စီးအင်းနဲ့နိုင်ငံရေးလေလာသုံးသက်သူတွေကသုံးသက်ခဲ့ကြပေမဲ့တကယ်တမ်းတရုတ်ဟာစစ်စင်ရေးစတင်ချိန်တည်းကဇက်တိုက်ဖိအားပေးဆွတ်ဖက်မှုတွေရှိနေခဲ့တယ်လို့ TNL ကဆိုပါတယ်။တောက်လျှောက်ပြုတ်နိုင်ငံရဲ့ချစ်ကမှုကတော့သူတွေတရုတ်မှာနေစက်မှာတပွဲမပေါ်ဆောင်ရဘူးတပွဲလုပ်လို့မရဘူး။ပြီးတော့ဒီသူရဲ့ဒီ pipeline တခြားပေါ့နော်။ gas pipeline တခြားတပွဲမလုပ်ရဘူးတပွဲမဖြစ်ရဘူး။အဲ့ဒါဒီမကဘူးဒီသူရဲ့ အာဒီတူစပါရရှိတယ်မြန်မာပေါ့နော်သူရဲ့စစ်ပွားရေးရှိတယ်မြန်မာစေယုံလည်းရှိတယ်မြန်မာအဲ့ဒီပြည်ကိုတပ်ပွဲမလုပ်ရဘူးသူတောက်လျှောက်20နဲ့ချီတောက်လျှောက်တော့အမြဲတမ်းပုံအမြဲတမ်းဒီလူကိုယ်တိုင်နဲ့တက်မှလည်းပြောတယ်ဒါဒီ message နဲ့လက်လမ်းအလံပေးတဲ့ဒါပုံမှန်နဲ့အမြဲတမ်းဒါတောက်လျှောက်သူကအဲ့ဒီမျိုးတပ်ပွဲမဖြစ်မဖြစ်ပါဘူးတောက်လျှောက်ဒီပြောခဲ့တယ်ဆိုတော့အဲ့ဒီမျိုးပြောခဲ့တာပြောခဲ့တဲ့အဲ နိုင်ငံကမစ်စင်တက်ခဲ့တဲ့ဆိုတော့ပုံစံမျိုးတော့ဖြစ်နေရှိတယ်မရှိပါဘူးရှိလဲမရှိဘူးတော့ကျွန်တော်တို့သိရပါတယ်ရှမ်းမြောက်မှာမြို့သိမ်းတိုက်ပွဲတွေပေါ်ဆောင်နေတဲ့အပေါ်တရုတ်ကနေဆက်ကုံသွေးရေးစားနယ်ရိတ်ခါစေဝါ73စီနဲ့ဤပညာစတာတွေဖျက်တောက်ပြီးတိုက်ပွဲတွေရပ်တန့်ဖို့ဇက်တိုက်ဖိအားပေးနေခဲ့တာလို့ဆိုပါရယ် ီဖီအားပေးမှုကိုမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့အပြင်မြန်မာတရုတ်နယ်စပ်မှာရှိနေတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့တခြားလက်နက်ကိုင်တပ်ဖွဲ့တွေပါခန်းစားခဲ့ကြရတာပါပြီးခဲ့တဲ့2024ခုနှစ်တွင်ကတရုတ်နိုင်ငံရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီကလည်းစာနဲ့ချင်းချောက်မှုရှိခဲ့တယ်လို့ TNL ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်တရုတ်ရဲ့ဖိအားပေးမှုကြားကပဲရှမ်းမြောက်ကမြို့တွေအပြင်မလေးတိုင်းကမြို့တွေကိုပါတိမ့်ပိုက်နိုင်ခဲ့ချိန်မှာဖိအားပေးမှုပုံမှုပြင်းထန်လာခဲ့ပြီး TNL နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ဟာတိုက်ပွဲတွေကိုဆက်လက်ဖော်ဆောင်ဖို့ရည်တံခဲ့ရပါတယ်။လက်ရှိမှာတော့တရုတ်ပြည်အားကြောင့် MNDAA ဟာသူသိမ့်ပိုက်ထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီလက်ထဲပြန်ပေးခဲ့ရပြီး TNL ကိုလည်းသိမ့်ပိုက်ထားတဲ့မျိုးတွေပြန်ပေးဖို့ဆက်လက်ဖိအားပေးနေစေဖြစ်ပါတယ်။ ဒီတောက်ဆုံချက်ကကျမတို့ဘက်ကသဘောတူတာမျိုးမရှိသေးပါဘူး။သဘောတူညီမှုမရရှိတဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲကပြီးဆုံးသွားတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မှကျမတို့ကတော့ဒီအခြားဒီတွေ့ဆုံဆွေးနွေးမှုဆောင်ရွက်နေဖို့စဉ်းစားတာမျိုးချင်းဆူထားတာမျိုးတွေရှိပါတယ်။ဟုတ်ကဲ့ပါဟုတ်။ပြီးခဲ့တဲ့ဧပြီလ28ရက်နဲ့29ရက်နေ့တွေမှာတရုတ်ရဲ့ဂျာဝင်မှုနဲ့ပဲစစ်ကောင်စီနဲ့ TNL တို့တွဲဆုံဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL ကိုတင်ပိုက်ထားတဲ့ကြောင်မဲ တီဘောမိုးကုတ်မိုးမိန်နဲ့နောင်ချိုမြို့တွေကနေဆုတ်ခွာပြီးနန်းဆန်နဲ့မန်တုံဒေသတွေကိုပြန်နေဖို့တောင်းဆိုခဲ့တယ်လို့ဆိုပါရယ် TNL နေနဲ့စစ်ကောင်စီတောင်းဆိုထားတဲ့အပေါ်သဘောတူမတူနဲ့ပတ်သက်ပြီးတိတိကျကျပြောဆိုတာမျိုးမရှိသေးပဲဆက်ဆွေးနွေးမှုတွေရှိသွားမယ်လို့ပြောပါရယ်သူတို့အနေနဲ့နှစ်ဖက်တိုက်ပွဲတွေရောက်တဲ့နေရာကရပ်ဖို့ပြည်သူလူထုကိုတက်ပြတ်မှုတွေဆက်မလုပ်ဖို့နဲ့လူထုတွေကိုလွတ်လပ်စွာသွာလာခွင့်ပေးဖို့စတဲ့အချက်၃ချက်ကိုလက်ကင်ထားပြီးဆွေးနွေးနေတာလို့ဆိုပါရယ်